စာမဲကျန်စစ်ပါရှေးရဆိုလေဖိုက်ကမတ်ချက်ဘုတ်ချင်းနာပြီတူတီရတော့ကြီးနေကွာသူကိုင်းနဲ့လန်ကောင်းထစ်ကူကတော့သေးတာချောင်းမရှိတော့ဘူးကွာကြီးရပါလိမ့်တဲ့တမိုင်းမှတ်တမ်းများအရာထီးလိုက်မင်းခေါ်ကျန်စစ်သားဟာရှေးမင်းဆက်မဆင်သက်လာသူမဟုတ် ထူကြသောကိုရီကိုသွေးရှိခြင်းတို့ကြောင့်ထီနန်းဆက်ခံရသူဟုထင်ရပေသည်အဘဲကြောင့်ဆိုတော့ သူနဲ့ခစ်ပြန်သူရဲကောင်းများဖြစ်ကြတော့ငလုံးလက်ဖဲအထွေယူညောင်ဦးဖီတို့တီရှိမှုတို့ကိုရှေခေကြောက်စာတမိုင်းအထောက်ထားများအရတီရှိရတော့လေမြန်မာနိုင်ငံအရရမတွရှိရတော့ခြေရလက်ရများအားလုံးဟာငလုံးလက်ဖဲအထွေယူညောင်ဦးဖီတို့ရဲ့ခြေရလက်ရများတစ်ခုမှမဟုတ်ပဲထူးခြားစွာစံစစ်သားခြေရများနဲ့လှန်ရများသာဖြစ်နေသူကိုအံ့ဩဖွယ်တွေ့ရှိရခြင်းကြောင့်ပင်ဖြစ်ပေသည်ကျန်စစ်သားခြေရများကိုမန္တလေးတောင်ပေါ်တွင်၎င်း၊စကိုင်းတောင်ပေါ်တွင်၎င်း၊မြင်းမှုတွင်၎င်း မင်းကုန်းတွင်၎င်းပုပ်ပားတောင်ပေါ်တွင်၎င်းမကွေးတွင်၎င်းပဲခူးတွင်၎င်းတန်လင်းရန်ကုန်တွင်၎င်းဟိုးတဝဲတနင်္သာရီတိုင်းတွင်၎င်းမြန်မာနိုင်ငံအလဲပိုင်းမှစအောက်ပိုင်းထိအတီးတီးတွေ့ရှိရသည့်အပြင်အဘဲကြောင့်ခြေရာတစ်ဖက်တည်းရှိနေခြင်းနှင့်အတူလှန်ဆက်ရာများဟာအဘဲကြောင့်ခရင်းခွားပုံစံဖြစ်နေရသည့်တမိုင်းကြောင်းအမှန်ကိုလည်းဘယ်သူမှမသိကြပေ။ဒီခုအခါမြန်မာတမိုင်းနှင့်ပကန့်ခစ်တမိုင်းလေလာရေးနယ်ပယ်တွင် ရခင်ကမကြဘူးမကြုံဘူးခဲ့သေးသောတောင်လုံးဖွဲ့ရအထောက်ထားတင်များကိုရှေးဟောင်းသူတေသနပညာရှင်အဖွဲ့တစ်ဖွဲ့မှဗဂန်ဒေတာမြင်းကပါတဝိုက်ရှိရှေးဟောင်းအဆောက်အုံတစ်ခုဤမီအောက်ခန်းထဲမှတူးပေါ်တွေ့ရှိခဲ့ခြင်းမှာစာအဆိုပါဂမီးကြောက်စာပါအရေးသားများနှင့်ဗဘူးလက်ရများဟာအခြားသောဗဂန်ခေ17ရာစုနှောင်းပိုင်းများကဲ့သို့အစစ်မှန်ဖြစ်ကြောင်းကာဗွန်တိုင်းတာမှုများအရတည်ပြုနိုင်ခဲ့ပြီသည်အဆိုပါကြောက်စာတွင်ရေးသားထားသောအကြောင်းအရာများအရဟိုးရင်လွန်ခဲ့သောနှစ်ပေါင်း၄၅၅၀၀ခန့်ကအီဂျစ်မာမီရုပ်လောင်းတွေရဲ့အရက်မောင်းတွေဟာ ငါးပေခွဲကစပြီးအမြင့်ဆုံးရက်မောင်းရှိသူရမ်ဇီ2ရဲ့ရက်မောင်းဟာဆိုရင်ဖြင့်ငါးပေခုနှစ်လက်မှသာရှိတော်လေအဘဲကြောင့်နှစ်ပေါင်း900ကျော်သာရှိသည့်ကျန်စစ်သားဤခြေရများဟာနှစ်ပေအရှိနေအကျေတပေဖြစ်နေသည့်အတွက်ခမန်းကြီးသူရက်ဟာ15ပေပြေမလို့သည့်အရက်မောင်းရှိသူတူဖြစ်နေသည်ကိုအံ့ဩဖွယ်တွေ့ရှိရခြင်းတမိုင်းချောင်းအမှန်နှင့်အတူဘာကြောင့်လှန်ဆိုင်ရများဟာခရင်ကွပုံစံဖြစ်နေရသည်ကိုဤတွေ့ရှိရသောကြောက်စာများအရတမိုင်းချောင်းအမှန်တရားကိုတွေ့ရှိရပေတော်သည်ကြောက်စာတွင် ရေးသားထားသည်ကား လန်သွားကိုငါမသုံးအဘဲကြောင့်ဆိုတော့ရေဤတကူကိုပိုင်စည်းသောကြောင့်ဒီခရင်ကွားဖြင့်မြေပြင်ကိုထောက်လျင်ပင်စစ်မြေပြင်ကိုရှွံ့နှံပွက်ဖြစ်စေသည်ခု၍ရေသားထားချက်ကြောင့်ရှေဟောင်းစစ်လက်နက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တဦးဖြစ်သူဒေါက်တာအင်ခင့်ဆောင်ဤအဆိုအရာဤလက်နက်သည်အနီးနားရှိနိုင်ငံများတွင်မတွေ့ရသောဒီဇိုင်းဖြစ်ပြီးကျန်စစ်သားမင်းသည်ဘေဒနိုနတ်မင်းဤနရပတိအသွင်ကိုတက်ဝင်ယုံကြည်ခဲ့ခြင်းကြောင့်ဖြစ်နိုင်ကြောင်းအဆိုပါပညာရှင်မှသုံးသပ်ခဲ့သည့်အပြင် ကန်ခိကရေချောင်းကုံသွယ်မှုသည်အဓိကကြပြီးကျန်စစ်သားမင်းသည်ညချောင်းများအင်းအိုင်များပင်လေရေပြင်နယ်နိမိတ်များကိုလွှမ်းမိုးထိ ंछ ုံနိုင်ရတော့အီရေနတ်မင်း၏တင်ကေတာလက်နက်ကိုတိုင်တွယ်အသုံးပြုခဲ့ခြင်းဖြစ်နိုင်သည်ဟုကောက်ချက်ချပါတော်သည်ထမှန်၍ကြောက်စာပေါ်တွင်တွေ့ရှိချက်များအရကျန်စစ်သားမင်းဟာမဟာသမုတ်တရာဝိဆာဒရနရပတိသမုတ်တရာ၏မော်အတက်ကိုကျွမ်းကျင်သောဘုရင်ဟုဂုံပြုဖော်ပြထားပြီးမင်းကြီး၏ပုံတော်ကိုလက်ထဲ၌လှန်ရှီအစား ထိတ်ဖျားလေးချောင်းရှိသောခရင်ကွာပုံလက်နက်ကင်ဆောင်လျက်ပေါ်ပြထားသည်ကိုရှင်းရှင်းလင်းလင်းတွေ့ရသည့်အပြင်အဆိုပါပုံတော်တွင်မင်းကြီးဤချီယာမှာရေရက်ကဲ့သို့ဖြစ်နေခြင်းကိုလည်းအံ့ဩပွေတွေ့ရှိရခြင်းတို့ကြောင့်ကျန်စစ်မင်းဤမြန်မာနိုင်ငံအရေးရမသူဤကြံရှိခဲ့သောခြေရာများအားလုံးဟာအဘဲကြောင့်လူခြေရာနဲ့မတူပဲအခုခေတ်ရင်ကုန်ရင်တုံးသည့်ရေရက်ကဲ့သို့ဖြစ်နေရခြင်းအကြောင်းတရားအမှန်ကိုလည်းသိရှိကြတော်သည်။ထို့ကြောင့်မြန်မာနိုင်ငံအရေးရမတွေ့ရှိရသောကျန်စစ်သားမင်းဤခြေရာများနှင့်လှံရများဤသမိုင်းအထောက်အထားများအရာရော ယခုတွေးရှိရသောတမိုင်းကြောက်စာဤအထောက်ထားများအရပါရှင်ကြည်ခြင်းအပြင်ကျန်စစ်မင်းသည်ပင်လယ်နှင့်ရေ၏အရှင်သခင်ဖြစ်ခဲ့ပုံရသည်မကသူ၏လက်နက်သည်လံမဟုတ်တဘာဝလွန်ဆွမ်းအားရှိသော၄000ချုံခင်းရကွဖြစ်နေကသူ၏ခြေရာတော်သည်လည်းရေငုတ်ကရိယာကဲ့သို့ထူးခြားနေခြင်းပင်ဖြစ်ပေတော်သည်သို့သောခြေရာတစ်ဖက်တည်းတွေးရှိခဲ့ခြင်းကိုမူယနေ့ထက်တည်တိုင်မသိရှိရသေးပေ။ ဤစာမူအားတမိုင်းပညာရှင် Harry Lett ရေးသားထားသော Uncovering the Forgotten Truth စာအုပ်မှ ကောင်းထုတ်တင်ပြထားခြင်းဖြစ်ပါသည်။အားလုံးဘ ഹു တုဒ္ဒကြားကြစီတော်။